ပြောင်းလဲလိုက်တဲ့အလားတရာတို့ကြောင့်ပြင်လွန်လို့ရုပ်ဆိုးသွားရဆိုတဲ့ဖို့ဖေးပြိတ္တမြအောင်လုံးမဲမိလာပါရှင်ပြိတ္တမြရှင်ဖွဲ့ဖွဲ့ရတော့မင်းတမင်းဆိုပေမဲ့ရုပ်ရည်ချော်မော်လာပါတဲ့မင်းတမင်းထဲမှာမပါပါဘူးခနာကွန်ကလည်းတိတ်ပြေလှပါရင်မှမပါခဲ့ပါဘူးပြောမယ်ဆိုရင်ဖွဲ့ဖွဲ့ဟာသူကဲနေရဲ့ရုပ်ရည်ပိုင်ဆိုင်ထားတာမဟုတ်ပဲတာမန်ရုပ်ရည်သာပိုင်ဆိုင်ထားတဲ့မင်းတမင်းတစ်လက်ဖြစ်ပါတယ်တမ်းမဲ့တခက်တခါတော့ဖွေးဖွေးကသူရဲ့ fashion ဝက်စားရီနဲ့စကားပြောစုပ်ပုံတွေကြောင့်ပြည်သက်ချာမှာတော်တော်လေးကိုအားပေးခြင်းခံခဲ့ရပါတယ်။ ဖွဲ့ဝေဟင်းဝီယန်တို့ဆိုတာတူတူတက်လာကြတဲ့အမှုပညာရှင်တွေဖြစ်ပြီးဖွဲ့ဝေရဆိုရင် အောင်ရလင်းနဲ့အများဆုံးရွှေရရကူခွေရခဲ့တာဖြစ်ပါတယ်။အရင်ကတည်းကကိုပေါလာရဲ့တေးမှာမပါပါဘူး။ဒါပေမဲ့ရုပ်ရည်ရကြည့်မယ်ဆိုရင်လေဖွဲ့ဖွဲ့မျက်နှာလေးကကြားသလိုဖြစ်နေရကြောင်းဒါမန်မင်းသမီးတလက်အဖြစ်တမတ်ခံခဲ့ရတာပါ။ဒါပေမဲ့ဖွဲ့ဖွဲ့ကအကယ်ဒမီအစုတွေကိုပိုင်ဆိုင်ရရှိနိုင်တဲ့အထိအရေးချင်းတွေကပြေဝလို့နေရဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိအချိန်မှာဆိုရင်အကယ်ဒမီစုအများစုကိုပိုင်ဆိုင်ထားကြတာဖြစ်ပြီးအကျိုးထူးတဲ့မင်းသမီးတက်လက်လို့လည်းပြောနေကြပဲဖြစ်ပါတယ်။ဒီ2025ခုနှစ်မှာဆိုရင်လည်းအကယ်ဒမီမှန်ခွင့်ရတဲ့ဂန်ကော်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုလည်းထုတ်လွှင့်ပြသခဲ့ပြီးလည်းဖြစ်ပါတယ်။ ပန်းတွေနဲ့ပတ်သက်ပြီးအကျိုးထူလာတဲ့ဖွဲ့ဖွဲ့က2025ခုနှစ်မှာဂန်ကောနီဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့အကယ်ဒမီရမလားဆိုတာကိုလည်းပရိသတ်တွေကမျှော်လင့်ထားတာပါဂန်ကောဇာတ်ကားကြီးမှာပေါင်ရရတဲ့အကြောင်းကလည်းဖွဲ့ဖွဲ့ရုပ်ရည်ဟာတမယ်ရုပ်ရည်ဖြစ်တာကြောင့်လို့ဒရိုက်တာဝိုင်ကပြောဆိုခဲ့ပူပါတယ်ဂန်ကောရုပ်ရှင်ဇာတ်ကားကြီးထဲမှာပေါင်ရမယ်မင်းသမီးရုပ်ရည်ကမင်းသမီးတမလောက်ပနေလို့မရဘူးတမယ်ရုပ်ရည်ပဲဖြစ်ရမယ်ဒါကြောင့်ဖွဲ့ဖွဲ့ကိုရွေးချယ်တယ်လို့ပြောခဲ့ပါတယ် ဒါကြကြအပြေဖွဲ့ဖွဲ့ရုံရည်ဟာအတမဲ့ရုံးစွာလက်ခဲရမှာဖြစ်ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့လတွေတုန်းကတော့ဖွဲ့ဖွဲ့ကပြည်သူရဲ့ရှေ့ကိုတရောက်လာခဲ့တဲ့အခါမှာအရင်တုန်းကရုံနဲ့မကြူတဲ့ ပြေရောက်လာတာကြောင့်ပိတ္တရီကအံ့ဩမခံဖြစ်နေရပါဘွေဘွေရဲ့မျက်နှာမှာခွဲစိတ်မှုပေါင်းမျိုးစုံကိုပြုတ်လုထားလို့မကယ်ကျစင်းနေတော့တူနေပြီလို့ပြောစုံနေကြပါရယ်ပြင်းလွန်းလို့ရိုးစိုးသွားတဲ့အချိန်မှာဘွေဘွေတယောက်ကပါရမဲဆိုပြီးပိတ္တရီကနှမျောလို့နေရပါမလနကုရုတ်ခတ်လေးကပိတ္တရီရဲ့ချစ်ကိုခံကြရပေမဲ့ယခုခါမှာခွဲစိတ်ထားတဲ့ဘွေဘွေရဲ့မျက်နှာကိုပိတ္တရီကဝေဖန်နေရပါဖိုင်တကူရဲ့ဝဲကိုတယောက်ခဲ့တဲ့ဘွေဘွေရဲ့ပုံရိပ်တွေကိုကြည့်ပြီးတော်တော်လေးနှမျောနေရပါ ရုပ်ရည်ကတော်တော်လေးကိုပြောင်းသွားခဲ့တာပါ။အရင်တုန်းကပွေပွေကပွေပွေလင်းလင်းပေါ့ပေါ့ပါပါနဲ့တော်တော်လေးကိုချစ်ဖို့ကောင်းနေ။အခုပွေပွေကရုပ်ရည်ပြောင်းသွားလို့ဖွေဖွေလို့တော့မတင်ရတော့တပြည့်ပြည့်နဲ့ဖွေဖွေကခွဲစိတ်ပြုတ်ပြည့်ရင်းနဲ့မာကတ်ကျဆင်းလို့ဖြစ်တော့မှနဲ့တူတဲ့အစားရှိတစ်ပြည့်အမျိုးမျိုးဝေဖန်ပြောဆိုနေကြပေဖြစ်ပါရဲ့။အခုကြည့်နေကြတဲ့ပိတ်သက်ကြီးဟာခွဲစိတ်ပြုတ်ပြည့်လိုက်တဲ့မျက်နှာနဲ့လိုက်လာအရာဖွေဖွေပုံစံကိုချစ်မြတ်လို့လားဆိုတာပြောပြခဲ့ပါအောင်ရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျွန်မတို့ရဲ့ page လေးကနေပြီးတော့စိတ်ဝင်စားဖို့ရအောင်ပညာရှင်တွေအကြောင်းများကိုတင်ဆက်ပေးအောင်ပါဖြစ်လို့အတိအကျတော့ written time လို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပေးကြပါဦးရှင်အဆုံးတရားအပြီးကြည့်ရှုမှုတော်လေကျေးဇူးအများကြီးတင်ပါတယ်